မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ရင်းနှီးသင်ခန်းသားမှာ methods အကြောင်းပြောခဲ့။ Okay ဒီတစ်ခါမှာတော့ကျွန်တော်တို့ methods ဆိုတော့ကျွန်တော်တို့အရှင်းဆုံးအဓိပ္ပာယ်ပြောရင် statement နေပါလို့တာစု statement နေစုစည်းစုစုစည်းစည်းလုပ်လို့ရတာဘာလို့ခေါ်လဲ method လို့ခေါ်တယ်။ဒါပေမဲ့စုကျင်တိုင်းစုလို့မရဘူး။တူရတူရစုရမယ်။လုံးဆောင်ချက်တူတာတယ်။ရည်ရွယ်ချက်တူတဲ့ဟာတွေစုရမယ်။ကျွန်တော်တို့ create area calculate area ဆို area ကိုတွဲမယ်ကုတ်တယ်အဲဒီမှာထည့်မယ်။အဲလိုစုလိုက်တာဘာလို့ခေါ်လဲ method function လို့ခေါ်တယ်။ Okay ဒီကစားကျွန်တော်တို့က method တွေစုကျင်တယ် ဟုတ်လားအဲကြီးလိုက်လေဘလို့စုမှာလဲကျွန်တော်ဖိုင်နေခွဲပြီးရေးမှာဗောမက်တက်တွေစုခြင်းလေဒီဒီဖိုင်နေကိုကျွန်တော်တို့အတန်းလာကြီးကဲလားအကုတ်တွေအကိုတို့စီအပရိုဂရမ်လုပ်တဲ့အကုတ်တွေကိုလုံးလားလာ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 ဒီလိုအရှိကြီးကျွန်တော်တို့ရေးမှာလားကုတ်ဖိုင်စုဖိုင်ဒီဖိုင်နေကိုကျွန်တော်တို့အဲ့လိုကြီးဘောက်တော့မလုပ်မှာလဲရေးမှာလား no တကယ်လုံးလုံးတဲ့အချိန်မှာလည်းမရေးဘူးအလကားလကားလည်းနောက်ပြီးတော့ရေးရမလို့ဒီလိုအများအများကြီးတွေတူရတူရစုဟုတ်လားအဲ့ဒါကြောင့်ကျွန်တော်တို့သဘောတရားကဟိုမှာဆိုရင်တော့ Java တွေပိုင်းမှာဆိုတော့ class object လို့သုံးပါပဲ။ဒီမှာတော့ကျွန်တော်တို့ so file တွေပဲ။ script file တွေဒီ script file တွေဘာလို့ဖို့ file လဲ။ဒီ script file တွေကျွန်တော်တို့တက်ပုံတပုံကို animation လုပ်ဖို့အတွက်လုံဆောင်ချက်လား။ဒါလုံဆောင်ချက်တွေနော်။ဒီ script file တွေကျွန်တော်တို့ message ပို့ဖို့အတွက် script file လား။ဟုတ်မလား။အဲ့ဒီလိုနာမည်လေးတူရဒီမှာဒါကတော့ကျွန်တော်ကနမူနာနဲ့ script.js ဆိုပြီးပေးထားတာဟုတ်။ရိုးရိုးပဲ script လို့ပဲဘာ script လဲကျွန်တော်တို့မပြောဘူးလေ example script.js ဆိုတာဒီ script ပိုင်းလေကျွန်တော် example ပြဖို့အတွက် file ပါ โอเคมั้ยไอ้นี่โหลမျိုးစုံမျိုးစုံခွဲထားမယ်ဟုတ်လားခွဲထားပြီးတော့ ice script file နေအကုန်လုံးကျွန်တော်တို့ဘယ်မှာသွားချိန်မလဲကျွန်တော်တို့ရှေ့မှာခြေခဲ့တဲ့ container ဆိုတဲ့ html file နေကိုသွားချိန်မယ်အဲ့ဆိုကျွန်တော်တို့ statement ဟို statement တွေပြန်ကျဲနေတော့ဗာနဲ့စူးစီးတော့ method နဲ့စူးစီးတယ်နောက်တစ်ခါ method တွေ method ကလည်းဒီမှာကြည့်ပြတော့2ရရှိအောင်မယ်လေကျွန်တော်တို့အဲ email ပို့တယ်အဲ email ပို့တယ်ကျွန်တော်တို့ message ပို့တယ်အဲဒါလေးတွေ2ရ2ရလေးတွေဆိုရင်2ရ2ရ method လေးတွေစုမယ်မှ define တစ်ဖိုင်လုံးက define တစ်ဖိုင်လုံးကဒီ web စာမျက်နှာတော့လုပ်တယ်ဆိုအဲ့စာမျက်နှာတော့လုပ်တယ် လောက်ဆောင်ညာတစ်ခုတစ်ဖိုင်စုနာဒါနောက်ထပ်တစ်ဖိုင်အတွက်ငါလုံးမယ်စေနောက်ထပ်တစ်ဖိုင်အတွက်သူစုအဲ့လိုလေးတွေကျွန်တော်တို့မလုပ်ရမလားခွဲရေးရတယ်ဟုတ်မလားအဲ့ဒီလိုခွဲရေးမှလည်းပြန်ပြန်ရတာလွယ်မယ်နောက်လူဖားရတာလည်းလွယ်မယ်โอเคမလားအဲ့ဒီပုံစံကိုကျွန်တော်တို့မလုပ်ခေါ်လဲစေအဲ splitting ကိုကုတ်တို့ကျွန်တော်တို့တူရတူရတွေစုလုံးရတူရတူရစုတာပါပဲအပြင်သဘောတရားလည်းတူတူပါပဲတူရတူရစုမှာတော့အဆင်ပြေပါလေရှာလို့လွယ်ပါလေโอเคမလားကျွန်တော်တို့စာစာရင်းဒီဇိုင်းလို့ကြည့်လိုက်လေကျွန်တော်တို့ copy paste ကို copy paste ထုတ်နေတယ်တက်တက်စုထားမယ်လေ ဟုတ်လား coffee milk အာဝဝင်နဲ့လာပြီ။အော် coffee milk လေးတည်ရင်လို့အဲ့ဒါ coffee milk တန်းသွား။အဲ့ coffee milk ထဲမှာမှကျွန်တော်က super coffee milk ကိုလိုချင်တာပါဆို။ super coffee milk ထဲကိုထပ်သွား။ဟုတ်တယ်နော်။အခုလဲလိုပဲ script ဖိုင်တွေကုတ်တွေရှင်းလင်းဖို့အတွက်ဘာခွဲရည်လား။ဖိုင်ခွဲရည်။ Okay ဖိုင်ခွဲရည်တဲ့ပုံစံကြည့်မယ်။ကျွန်တော် Google Google ဆားမလားဒါ new tab ဖွင့်လဲဒါနောက်ပိုင်း Google Google ခထုံးတန်းလေးလိုလာတာ။ Okay ဒီကောက်မှာ data ဆိုဒီ web ဆားမလားဒီဘာနဲ့လောက်တာ။အဲ့ဒီအမှန်နဲ့လောက်တာ။ Okay အဲ့တော့ right click နဲ့ကြည့်မယ်။ ငါတို့လုံးသူလုံးကတူလားမတူလားမမတူတိုင်းနဲ့ငါတို့တင်တယ်တို့တကွာလုံးဒီလိုလုပ်ရင်โอเคကြည့်မယ် expert element ကဲဒီကောက်မှာလဲ script ကပါအောင်ပါတယ်ဘာဖြစ်လို့လဲဒီမှာကြည့်လေဒါ Google ဒါဒါဆိုတချို့ Google တွေဆိုတော့ line မကောင်းရင်ဟိုပြည့်နေတဲ့ယုံကြီးစောလို့ရတယ်အဲ့ဘာနဲ့လုပ်လဲ script နဲ့လုပ်တာကြည့်မယ် hier အများဆုံး hier ထဲမှာသွားချေတယ်ဟောဒီမှာ script တက်တွေ့ပါပြီဗျာဒီမှာ script ဟောဒီမှာ script တက်တွေ့ပြီနော်ဒီမှာလဲဒီမှာလဲ script တစ်ချောင်းဒီမှာလဲ စကရစ်ကြောင်ဒီမှာစကရစ်ဒီမှာအဖွင့်ဒီမှာစကရစ်အပိတ်ဒီမှာစကရစ်အပိတ်ဒီမှာစကရစ်အပိတ်ဒီမှာအဖွင့်ပိတ်အဲစကရစ်ဘယ်နှခုတင်းနိဒီစာမျက်နှာလေးတွေနော်ဒါကျွန်တော် offline ဖွင့်လိုက်တဲ့စာမျက်နှာတင်းနိ3 4 5 6ခွန်ဟာစကရစ်ဘယ်ဘယ်နှဖိုင်တော့ပါခွန်းနှဖိုင်တော့ပါတယ်ကဲသူနာမည်ပေးထားတဲ့ဟာလေကျွန်တော်ဘူးတရအနေနဲ့ကြည့်ကြအောင်ဒါတော့ကျွန်တော်ဝင်ပြပါလားဝင်လို့မရဘူးအင်တာနက်လူတယ်ပြန်နောက်ကြတော့စကရစ်တွေဘူးမသိအောင်ဖျောက်ထားရဲ့လား online ပြောက်တာလားဗောက်တာအဲအဲ့ဒါတွေလောက်ထားတယ် okay အဲ့ဒါတွေထားလား I beginner နဲ့ကျွန်တော်ခဏထားလိုက်ကျွန်တော်တို့လုပ်ချင်တာကုတ်တွေကိုကျွန်တော်တို့မလုပ်နိုင်ဖိုင်ခွဲပြီးတော့စုတာကိုပြချင်โอเคဒီမှာကြည့်ဒီမှာဆိုရင် ASSER.assess.jr ရတယ်အာဒီ jr ဖိုင်လေးသူနာမည်ပေးထားတယ်နာမည်ကြည့်ရတဲ့အတိပဲဒီ animation.jr အားဒါဆိုဒါ animation ဖိုင်ဆိုင်ရယ်စုစည်းထားတဲ့ JavaScript ဖိုင်ကြီးအ customize.jr အားဒါ customize လုပ်လို့ရအောင်စုစည်းထားတဲ့ JavaScript ဖိုင်ကြီး dev.bly dev.js အာ dev DGS ဖိုင်ပဲနားမှာလဲဆိုတော့တခါလေးညွှန်လိုက် local ndb ရင်းတော့ customize.js Chrome SaaS နော် Chrome SaaS ဆိုပဲသူဟွာလောက်ထားတဲ့အရာရှိတယ် Okay သူ file ပေါ်ပေါ်နဲ့သူထည့်ထားတဲ့အရာပေါ့နော်တချို့အရာဆိုရင် internet မှာ launch ရတယ် HTTP လိမ့်စာနဲ့သွားတယ်ဟုတ်နော်အဲ့လိုသွားဒါဆိုရင်အဲ do do dn do တဲ့ဆိုကြည်ဒါဆိုရင် local ntp ဆိုကြည်ဟာမိုင်းတယ်နော်ဘာနောက်တစ်ခုဆိုရင် utility.js utils.js တော့မျိုးစားလေးခွဲတယ်အားတည်း DGS file မှာဒါ utility utility အသုံးချရတဲ့ code တွေပါတယ်ဒါဆိုရင် animation လုပ်တဲ့ code တွေပါတယ်ဒါစီသူ script ပိုင်းမှာလည်းစခုရှိရတာ 6ခု9ခုချိန်โอเคချိန်တဲ့နေမှာကျွန်တော်တခါလေးပြောအောင်မယ် Java script ဒီအချိန်တဲ့အစီအစဉ် order နဲ့အရေးကြီးတယ်ဟိုမှာကျွန်တော်တခါလေးဆွဲချမှာတခါလေးဆိုဥမာကျွန်တော်တို့အရင်ဆုံးလုပ်ရမယ့် script အရင်ဆုံးလုပ်ရမယ့်လုံဆောင်ချက်ကြီးပါတဲ့ script file ကိုအောက်ဆုံးသွားထည့်လို့မရဘူးအဲ့ဒီသဘောတရားလေးလည်းမှတ်ထားပြီ order အစီအစဉ်လည်းအရေးကြီးတယ် script ချိန်တဲ့နေမှာချိန်တဲ့ Java script file ရဲ့အစီအစဉ်လည်းအရေးကြီးတယ်ဆိုတော့လေမှတ်သားပေး Okay မနော် โอเคဒါဒီတော့ file နေခွဲပြီးလောက်လိုက်တာလို့ပဲမှားတာဒါတော့ချိန်တာเนาะဒါဒီ javascript language အနေနဲ့သူ့ကို run ဖို့ html page လေးတစ်ပိတ်လိုမယ်ပြီးရင်သူနဲ့ html page လေးနဲ့ချိန်ပေးရမယ်ချိန်ပေးရပြီးရတဲ့ javascript engines or javascript interpreter ကြီးကဘာလုပ်မလဲအလုံးလုံးသွားမယ် this is a programming language โอเคအစမယ်အဲကျွန်တော်ချိန်တဲ့ပုံစံလေးပြမယ်ဗျအဲကျွန်တော်အဲဒီမှာ h ကျွန်တော် javascript ဘာကျွန်တော် script ဘာပွားလိုက်တယ် ဒီမှာ script file container တွေကိုကျွန်တော် script file 1 script 2 script 3ဆို script 3 file လုပ်တယ်3 file လုပ်ပြီးတော့ right click နဲ့ open ဒါကျွန်တော်နမူနာပြလား i am from script ငါ script file script ဆိုတဲ့ folder name နဲ့ရပါ file name နဲ့ရပါအဲ့ဒါ alert alert လို့လောက်ဆောင်ချက်လေးတစ်ခုထည့်ထားတယ်ဒီမှာဆိုရင်လည်း alert လို့ဆောင်ချက်လေးပဲထည့်ထားမယ်ကြည့် i am from script 2ငါ script 2တွေရပါဒါဆိုရင် i am from script 3ငါ script 3တွေရပါ okay ကြည့်မယ် ကွန်တိန်နာကွန်တိန်နာကိုကျွန်တော်ပြင်ထားတယ်ဒီမဲရောအကလနဲ့ notebook ဟာစခွေးပိုင်း၃ပိုင်းဖြစ်တဲ့အတွက်ကျွန်တော်၃ပိုင်းလုံးချိန်ပြန်သူချိန်တဲ့ဟာရင်လုံးပါနော်ကြည့်တာအားကြောင့်ကျွန်တော်2ကနေရင်စချိန်လိုက်တယ်ဟာတတိယနေတော့နောက်ပြန်ပြန်ချိန်လိုက်တယ်သူနောက်ပြန်စလုပ်တယ် okay control တစ်ချက်နဲ့ဒါလည်းတစ်ချက်နဲ့ script ပိုင်းနေလဲစ right click နေ open where google chrome ပွင့်ကြည့်လိုက်ဟုတ် I am from script 2ကျွန်တော်ပါတယ်ဘယ်ကနေစချင်လဲ script 2ကနေစချင်တာဒါ java script ပိုင်းနော်တခြား language မှာလည်းအလိုပဲ file နေဘယ်လိုခွဲမလဲဘယ်လိုခေါ်သုံးမလဲ okay ဗျာ Java ဆို .java ပိုင် Python ဆို .py .py ဖိုင်ဘယ်လိုခွဲမလဲ Python script တွေဘယ်လိုခွဲမလဲ Python code တွေဘယ်လိုခွဲမလဲကြည့်ပါရရင်နော် okay ဒါဆိုစုစုစီစီအလုံးလုံးတက်အောင် okay thank you ပါဘာကြီးအော်ပြီးသွားပြီနော်ဒါဒီကျွန်တော်တို့ script ပါပြီးရင် script ချိန်တဲ့နေရာမှာလည်းကျွန်တော်တို့ဗာအရေးကြီးသေးတယ်ဆိုရင် orders အစီအစဉ်လေးကျွန်တော်တို့ဗာဖြစ်သေးတယ်အရေးကြီးပါလေဗျာ okay thank you ပါ